်မင်္ဂလာပါဆရာမင်းကိုဖြစ်ပါတယ်ကျွန်တော်ဒီတစ်ခေါက်มาတော့လीဘုဟုသာသမီကြီးရဲ့အကြောင်းကိုလည်းနည်းနည်းပြောပြချင်ပါတယ်ဘုဟုသာသမီကြီးကတော်တော်များများကိုလေးလာကြည့်ရတဲ့ခါကျတော့ဆိုရင်တော့အတွေးခေါ်ကောင်းကြတာများတယ်စိတ်ကူကောင်းတယ်စိတ်ကူကောင်းတယ်အတွေးခေါ်ကောင်းတယ်ပြီးသွားလို့ရှိရင်တော့ဟိုစဉ်းစားနိုင်တဲ့စဉ်းစားဉာဏ်ခွန်အားအရန်ကောင်းတယ်ကောင်းတဲ့အနေအထားတွေရှိတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ဘုဟုသာသမီကြီးအောင်မြင်လွယ်တဲ့သူသားမျိုးတွေကျမှာပါတယ် 八零岁有没有多少话题到哪得了？八零岁如今谁受骗还没百年呢？Luckily, 人家路线谁在为着话题的？人家路线都是老的业务，老员工弄路，没老员工弄路说的谁啊？对口，所以的话对下啊，对口的伢了。阿路伢嘞，本土交通越近的路线，阿米那那家乡伢，家乡伢伢嘞。哎，本土交通一定要避开的是路线，过夜事故对账受骗，过夜事故百年受骗。讲的话对的来，但能对老年的路，阿是本土交通伢阿米嘞。 အောင်မြင်မှုနီလန်းနဲ့အောင်မြင်မှုအခြေအနေတိုင်းဆိုင်ရာအနိစ္စဆုံးဖြစ်တယ်။အနိစ္စဆုံးတွေ့ရဲ့နောက်တစ်ခုသူတို့ရဲ့အားနည်းချက်ကဘာရှိလဲဆိုလို့ရှိရင်တဏှာတက်တာစိတ်ကောင်းလွန်တာအဲ့ဒါတွေကသူတို့ရဲ့အားနည်းချက်အယံကိုဖြစ်တာအခါကြလို့ရှိရင်တဏှာတက်လားမသိမတဏှာတက်လားသူတို့စိတ်ကတဏှာလာပြီလားဆိုလို့ရှိရင်စိတာအကုန်ထုတ်ပြလိုက်အောင်သူတို့စားရမယ့်အရာကိုမစားဘူးသူများကြွေးလိုက်အောင်အဲ့လိုမျိုးတွေကြွေးတတ်တဲ့အခါကျတော့သူတို့မှလိုအပ်လာတဲ့အခါကျလို့ရှိရင်သူတို့မှမကြည့်တော့ အသူများကိုတနာတတ်တဲ့စိတ်ကသူတို့တွက်ကိုတော့အယံကိုဟိုအဆင်မပြေတဲ့စိတ်မျိုးဖြစ်တယ်အတနာလွန်တယ်စေတနာထားလွန်တယ်စေတနာလည်းကောင်းတယ်တနာတတ်တဲ့စိတ်လည်းများတယ်ညာတဲ့တော့သူတို့မှာအခွင့်အရေးတွေဆုံးရှုံးကုန်တယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တနာတတ်တဲ့စိတ်ကိုအခွင့်ကောင်းယူတဲ့သူတွေနဲ့တွေ့သွားတဲ့အခါကျလို့ရှိရင်သူတို့တွက်ဒုက္ခတွေဖြစ်ကုန်အောင်အဲ့လိုတွေဖြစ်တတ်တယ်နောက်တစ်ချက်ကဘုရုသားသမီးညာနည်းနည်းစိတ်ထဲမှာတန်လျာဖြစ်လာတယ်စိတ်ထဲမှာတန်လျာဖြစ်လာတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုအယံကရောကြီးသူတို့ ဟိုမမြူသိမ့်နိုင်မြူသိမ့်နိုင်အနေအထားမျိုးရှိစိတ်ထဲမှာဖြစ်လာပြီလားဆိုရင်ဒုံတိုင်းထပြောမယ်လုံမယ်တင်ရတင်ရဆူဆူရဲရဲထလို့ရောအဲ့လိုလုံလာပြီဆိုလို့ရှိရင်လုတ်ပြီးွားပြီးရောသူစိတ်ထဲမှာတင်တင်တဲ့အတိုင်းပြောမယ်ဆိုမယ်လုံမယ်ကြိုင်မယ်လုတ်ပြီးွားပြီးဆိုသူစိတ်ပေါ့သွားပြီဆိုလို့ရှိရင်နေလို့ထိုင်လို့ကောင်းသွားတယ်ကောင်းသွားတော့မှဩငါမှားသွားပါလားဩငါဒီလိုလုံမိတာတရားရောတရားရဲ့လားငါဒီစကားပြောမိတာမှန်ရဲ့လားငါဒီစကားပြောမိပြောမိလို့သူတို့ဘယ်လိုခံစားလိုက်ရမလဲမသိဘူး အာငါဒီလိုလောက်လိုက်လို့သူတို့ဘလို့အတွေးတွေဖြစ်သွားမလဲမသိမလောက်ခင်ရမစင်စားဘူးလောက်ပြီးမှတနာတတာအဲ့လိုအကျင့်ကျင့်မျိုးကြီးရှိတယ်ဘုရူသာသမီးတွေဟိုကိစ္စရက်တစ်ခုခုခရီးတစ်ခုခုသွားမယ်ကိစ္စရက်တစ်ခုခုသွားမယ်ကိစ္စရက်တစ်ခုခုအပြင်ကိုခိုင်းမယ်ဆိုလို့ရှိရင်အချိန်နဲ့ပတ်သက်တဲ့အရာကိုအတက်နိုင်ဆုံးကိုကအချိန်ပို့ပေးနိုင်မလို့ပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘုရူသာသမီးတွေကလန်တလန်လန်သွားပြီးဆိုလို့ရှိရင်ဒီနေရာဝင်လိုက်တယ်ဟိုနေရာဝင်လိုက်တယ်ဟိုဝင်လိုက်တယ်ဟိုဝင်လိုက်တယ် အပေါင်းသင်းမိတ်ဆွေတွေနဲ့တအိမ်ဝင်တအိမ်ထွက်တနေရာဝင်တနေရာထွက်တလန်းဝင်တလန်းထွက်အဲ့လိုစကားတွေလိုက်ပြောတာဒါတယောက်တွေ့လိုက်နှုတ်ဆက်လိုက်စကားပြောလိုက်5မိနစ်10မိနစ်ကုန်သွားလိုက်တယောက်တွေ့လိုက်စကားပြောလိုက်နှုတ်ဆက်လိုက်5မိနစ်10မိနစ်ကုန်သွားလိုက်အဲ့လိုမျိုးစကားပြောနေရတဲ့အနေထားကိုအပေါင်းသင်းတွေနဲ့စိတ်စိတ်လို့ကိုလို့စကားပြောနေရတဲ့အနေထားကိုတို့ကအများဆုံးကြိုက်တယ်အဲ့လိုကြိုက်တတ်တဲ့အတွက်ကြောင့်မလို့လေအလုပ်တစ်ခုခုခရီးတစ်ခုခုအဲလမ်းတစ်ခုခုသွားပြီးဆိုလို့ရှိရင်တလန်းလေးကိုအကြတဲ့တဲ့အချိန်ကနိုင်ဝက်လောက်ကြာရင် ီလမ်းနဲ့ဒီခྱི་တွားလို့ပြီးတယ်ဆိုရင်သူတို့မှထိုင်ဝက်နဲ့မရအောင်ဟာလားတဏ္ဍာရီရောတဏ္ဍာရီဝဲလို့ကြာအောင်ဘာကြောင့်လဲဆိုတော့လမ်းသွားတဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးဟိုဝင်ဒီထွက်အရမ်းများတဲ့အတွက်ကြောင့်သူတို့ကအဲ့လိုမျိုးလေးတွေအထင်ကြတတ်တာဘုသူသားသမီးတွေကဟိုတွားပြီးတွားသွားတဲ့ခါကြလို့ရှိရင်လမ်းတလမ်းလေးကိုရုတ်တရက်မရအောင်ဒီကနေသွားတဲ့ဟိုဝင်နေဟိုဝင်နေဟိုထွက်တယ်ဟိုထွက်တယ်ဟိုဝင်နေနော်အဲ့လိုမျိုးလမ်းများတဲ့အဖြစ်နဲ့မှာဘုသူသားသမီးတွေအများဆုံးပါတယ်အဲ့လိုမျိုးညားတတ်တဲ့အရာတွေကလည်းသူကဘယ်လိုလဲအပေါင်းသင်းညားတာ အပေါင်းသင်းညားတဲ့အတွက်ကြောင့်မို့လို့ဟိုနေရာဝင်လိုက်စကားပြောလိုက်ဒီနေရာဝင်လိုက်စကားပြောလိုက်အဲ့လိုမျိုးတွေဖြစ်တာအဲ့လိုမျိုးတွေဖြစ်ပြီးတော့လမ်းတစ်ခုခုသွားမဲ့ကြံလို့ရှိရင်တို့တို့ကအချိန်ကတဏ္ဍာရင်ကောင်းမဲ့နေရာမှာနှစ်နိုင်လို့သုံးနိုင်လို့ကြာကြာသွားတယ်အချိန်ကြာသွားတဲ့အနေအထားမျိုးတွေမှာရှိတယ်ခါကြလို့ရှိရင်အပေါင်းသင်းတငယ်ချင်းတွေကိုသူကစိတ်ရင်းနဲ့ခင်တတ်တဲ့ခါကြတော့အပေါင်းသင်းမိတ်ဆွေတွေတွေ့တဲ့ခါကြလို့ရှိရင်စိတ်ရင်းနဲ့တို့ကစကားပြောတတ်တယ်အဲ့ဒီစိတ်ရင်းနဲ့စကားပြောတတ်တဲ့အတွက်ကြောင့်မို့လို့လေတို့ကအများကြီးလို့ဒုက္ခခံရတယ်ဘလို့ဒုက္ခခံရလဲဆိုတော့တို့ရဲ့အတွင်းစည်းတွေလူတိကုန်တာ သူတို့ရဲ့လူမသိတဲ့နဲ့တချို့သောကိစ္စရဲ့လေးတွေအများသိလို့ကအများသိတဲ့ခါကျတော့သူတို့ရဲ့အာနေချက်ကိုတခြားလူတွေကပြန်ပြီးတော့နင်းတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဗုဒ္ဓတရားတွေအများဆုံးကြုံရတယ်ဒီလိုကြုံရတဲ့အကြောင်းရင်းကလည်းဘာကြောင့်ဖြစ်တာလဲဆိုလို့ရှင်စိတ်ရင်ကောင်းမှုကြောင့်ဖြစ်တာစိတ်ရင်ကောင်းတဲ့အရာလေးတွေဗုဒ္ဓတရားတယောက်ဖြစ်လာခဲ့မယ်ဆိုလို့ရှင်စိတ်ရင်ကောင်းတဲ့အရာလေးတွေကိုလျှော့ဖို့အတွက်ကတော့အကြံပေးခြင်းနဲ့အယံကရောစိတ်ရင်မကောင်းမှုအတွက်ကတော့အကြံပြုခြင်းနဲ့ ိတ်ရင်ကောင်းပြီးရင်ကိုယ့်ရဲ့အတွင်းစကားကိုသူများနှိုက်ပြီးတော့ကိုယ်ဒုက္ခပေးတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံလာတတ်တယ်။ဘုရူသာသမီးတရားရောက်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်အိမ်တော်ကြီးမှာအိမ်တော်ကြလာရင်တော့လကောက်အိမ်တော်ကြခဲ့ပြီဆိုလို့ရှိရင်ဘုရူသာသမီးတရားရောက်အဲ့ဒါအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဖြစ်လာပြီဆိုလို့ရှိရင်အထက်နိုင်ဆုံးညီကိုမောင်နှမမိသားစုနောက်ပြီးတော့ဆွေမျိုးသားချင်းဒါတွေနဲ့တွဲနေတာကိုအထက်နိုင်ဆုံးရှောင်ရှားဖို့လိုတယ် အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဖြစ်လာပြီးဆိုလို့ရှိရင်ဗုဒ္ဓသာသမိတွေတိတန့်ခွဲနေတဲ့သူနဲ့မိသားစုနဲ့တွဲနေတဲ့သူရှင်ကြည့်ကြည့်လိုက်နော်မိသားစုနဲ့တွဲနေတဲ့သူအနေနဲ့ကြာလို့ရှိရင်သူကအောင်မြင်မှုနဲ့ပတ်သက်တဲ့အရာတွေကနည်းနည်းလေးရော့ပါသွားတတ်တယ်အောင်မြင်မှုနည်းတတ်တယ်တိတန့်နေကြည့်ဗုဒ္ဓသာသမိတွေအောင်မြင်တာများတယ်စီးပွားရေးနဲ့ပတ်သက်ရင်အောင်မြင်တယ်လုံခြုံရေးနဲ့ပတ်သက်ရင်အောင်မြင်တယ်သူတို့တွေကနေတဲ့ထိုင်တဲ့အိမ် နော်အနေထိုင်နဲ့ပတ်သက်တဲ့အိမ်နဲ့ပတ်သက်တဲ့အရာတွေမှာကိုယ်ပိုင်အိမ်နဲ့နေတာပုံပြီးအောင်မြင်တတ်တယ်။အောင်မြင်တဲ့သူတော်တော်များများကိုအဆင်ပြေနေတဲ့သူတော်တော်များများကိုကြည့်ကြည့်လိုက်ကိုယ်ပိုင်အိမ်နဲ့နေကြတာများတယ်။မိသားစုနဲ့တွဲနေတာရှားတယ်။မိသားစုနဲ့တွဲနေတဲ့သူတိုင်းဒီအောင်မြင်မှုနည်းသလိုအောင်မြင်မှုများတဲ့သူတိုင်းကလည်းမိသားစုနဲ့တွဲမနေဘူး။တွဲမနေတဲ့သူတွေအောင်မြင်တယ်။နောက်တစ်ခုတွေးတဲ့အတိုင်းကို တိုင်းရိုက်လုပ်တယ်။ခေါင်းထဲမှာတွေးလက်တွေးလုပ်။အဲ့ဒါဆိုရင်အဲ့ဒီဘုဒ္ဓသာသမီအောင်မြင်တယ်။ ခေါင်းထဲမှာတွေ့စိတ်ထဲကဇဝေဇဝါဖြစ်သွားတယ်ဆိုလို့ချင်းအေးအဘုဒ္ဓတာမီကြချုံမှုတာပြင်တာကြချုံမှုများတယ်ဘုဒ္ဓတာမီတရားရောက်ဖြစ်လာပြီလားဆိုလို့ချင်းစိတ်ထဲကတန်လျာလေးပြီးနည်းနည်းလေးဖေဖို့တော့ကိုတော့အကြံပေးခြင်းတယ်သူတို့ကစိတ်ထဲမှာတန်လျာဖြစ်လာလို့ချင်းစိတ်ခံစားရတဲ့အနေထားစိတ်ပြီးတော့သူတို့စိတ်ထဲမှာခံထားတဲ့အနေထားကိုလုံးလုံးမတတ်ဘူးရှင်ဘက်ထမှာပိန်းစားရတဲ့အရာမျိုးတွေလုံးလုံးမတတ်ဘူးနော်သူတို့စိတ်ထဲမှာတန်လျာဖြစ်လာပြီးမတင်ငါဖြစ်လာပြီဆိုတော့အဲဒုထရှင်ရမှာကျင့်တတ်တာအဲ့လိုမျိုးရှင်းလိုက်ရတော့မှအမှအမှန် သိသွားတော့မှသားလေသူတို့စိတ်ထဲမှာပေါက်သွားတာပေါက်မှသားလေသူတို့နေလွတ်ထိုင်လို့ကောင်းတာအဲ့လိုမှမဟုတ်ဘဲနဲ့စိတ်ထဲမှာတနှုတ်နှုတ်ခံစားနေရတဲ့အခါကျလို့ရှိရင်အဲ့ဒီဗုဒ္ဓသာသမီတွေကိုကြည်ကြည်လိုက်သူတို့မျက်နှာမှာအများကြီးပေါက်တယ်ဘလို့ပေါ်လာလဲဆိုလို့ရှိရင်ဟိုကြက်ရောက်ကိုမကြည်တယ်လို့လို့စကားမပြောခြင်းတယ်လို့လို့မေးလိုက်ရင်ဖြေခြင်းတယ်လို့လို့မဖြေခြင်းတယ်လို့လို့အများဆုံးလောက်တတ်တာသူတို့မိသားစုဝင်ကိုအများဆုံးလောက်တတ်တယ်အမျိုးသမီးတွေဆိုလို့ရှိရင်သူတို့လင်ကိုသူတို့အများဆုံးလောက်တာသူတို့ချစ်သူကြီးသားကိုအများဆုံးလောက်တာအမျိုးသားတွေဆိုလို့ရှိရင်သူတို့ဇနီးများသူတို့အများဆုံးလောက်တာသူတို့မိသားစုဝင်ကိုအများဆုံးလောက်တာ ။ဘာကြောင့်လဲစိတ်ထဲမှာခံစားချက်ဖြစ်လာပြီလားဆိုလို့ရှင်အောက်မနေတာတပူ။အကြောင်းအမျိုးမျိုးနဲ့စုံစမ်းတဲ့အကြောင်းအမျိုးမျိုးနဲ့သူတို့ကပေါ်ထုတ်တယ်။ပေါ်ထုတ်ပြပြီဆိုလို့ရှင်လေချက်ချင်းရင်ဘတ်ထဲမှာမသိမ်းတာဘူး။ထုတ်ပြောတယ်။ထုတ်ပြောပြီးတော့မှသူတို့ကအမှားအမှန်ပြီးတော့မှသူတို့စိတ်ကြည်နှံလောက်အောင်ပြီးမှသာလျှင်ခွင့်လွှတ်တတ်တာ။ဒါပေမဲ့ဘုလူသားသမီးတော်တော်များများကိုလေးလာကြည့်တဲ့အခါမှာဟာကြလို့ရှင်စကားပြောရင်တော့နည်းနည်းဗျမ်းမတာနိုင်ဘူး။သူကစီးလို့ဝါလို့ကိုပြောတာ။ စိတ်ထဲမှာရှိရဲ့အရာကိုမှားတာလည်းမသိဘူးမှန်တာလည်းမသိဘူးကောင်းတာလည်းမသိဘူးဆိုးတာလည်းမသိဘူးစီးလို့ဝါလို့ပြောတာပြီးွားတော့မှအာငါပြောတာမှားွာလားမသိအေးငါပြောငါပြောလိုက်လို့ညာသူစိတ်ထဲမှာဒီလိုများဖြစ်သွားလားမသိငါများမှားွာလားမသိဆိုပြီးတို့တော့ဗာမရပြန်ဖြစ်တာတို့တို့စိတ်ကိုတို့တမရပြန်ဖြစ်ပြီးဝမ်းနေစိတ်တွေဖြစ်လာအောင်အဲ့လိုကြီးဖြစ်တတ်တာဘုသူတာသမီးဘုသူတာသမီးတရားရောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အလောက်တိုင်းလုံးရင်တစ်ခုတည်းကိုတည်ကြအောင်လို့တစ်ခုတည်းကိုတည်ကြအောင်လို့အဲ့ဘုသူတာသမီးအောင်မြင်တယ် เนาะဒီလှုပ်လှုပ်လဲဟိုလှုပ်လှုပ်လဲဟိုလှုပ်လှုပ်လိုက်ဆိုရဲအရာကိုသိပြီးမလုပ်နဲ့နောက်ထပ်တစ်ချက်ဘုလူသားသမီးတွေဟာလူတော်တော်များကိုသိမယုံကြည်ယုံကြည်မှုအာအရန်နဲ့လူတယောက်ကိုအထင်ကြီးဖို့အတွက်လေးစားဖို့အတွက်ဆိုလို့ရှိရင်တော်ယုံနဲ့မဖြစ်ဘူးတော်ယုံနဲ့မဖြစ်ဘူးဥပမာဆိုကြပါဆိုကျွန်တော်တို့ဒေတင်ဆရာတွေဆိုလို့ရှိရင်ပိုးတော့ဘုလူသားသမီးတွေမယုံသေးတယ်ဘာကြောင့်လဲသိလားလူတွေကိုမယုံတတ်တဲ့အကျင့်ရှိတာလူတွေကိုမယုံတတ်တဲ့အကျင့်ရှိတာ အချို့တော့စကားကောင်းကောင်းမွန်မွန်ပြောလာပြီးချွတ်ချွတ်တတပြောလာပြီးနားဝင်အောင်ပြောလာပြီးဆိုလို့ရှိရင်အဲ့ဒီလူတို့ကတန်မြတ်ဝင်ပြီးဘာကြောင့်တန်မြတ်ဝင်တာလဲလို့ပြန်မေးတဲ့ခါကြလို့ရှိရင်ဒီလူရဲ့စကားကဟုတ်ရဲ့လားမှန်ရဲ့လားသူတို့ခေါင်းထဲမှာအတွေ့အထိများနေရောအဲ့ဒီလူတွေအများဆုံးလောက်တတ်တာဘုရားသခင်နော်လူတွေပေါ်မှာလည်းတချို့တော့အရာဒီမှာစိတ်ရင်ကောင်းနေဆိုပေမဲ့ကောင်းတာကတပိုင်းသွားတယ်မယုံကြည်တာတပိုင်းသွားတယ်တော်တော်များများမှာယုံကြည်မှုအားအ ਨੇ ဆုံးပြပါဆိုဘုဒ္ဓတာဝန်ကြီးကယုံကြည်မှုအားအရင်နေတယ် အရင်နေတယ်ဘာတွေကိုမယုံကြည်တာလဲဆိုလို့ရှိရင်လက်တွေ့မကြိုက်မယုံကြည်တာသူတို့ကဘာလဲလို့လက်တွေ့ကြမှာယုံကြည်တယ်လက်တွေ့ကြမှာကြိုက်တယ်ဒီလိုပုံစံမျိုးကြီးကျင့်တုံတတ်တာဗုဒ္ဓသာသမီတွေမှာအများဆုံးတွေ့ရတယ်ဗုဒ္ဓသာသမီတရားရောက်မိတ်ဆွေတို့ဒီဗုဒ္ဓသာသမီတရားရောက်ဖြစ်လာပြီဆိုလို့ရှိရင်အချစ်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်အများအားလို့စိတ်တော်ကများတယ်စိတ်တော်ကများတယ်ဆိုတဲ့အကြောင်းရင်းကဘာကြောင့်တော်ကများလာလဲဆိုလို့ရှိရင်စီဝိုင်းနဲ့ပတ်သက်ပြီးအောင်မြင်မှုမိသားစုနဲ့ပတ်သက်ပြီးအဆင်ပြေမှု ကိုပိုင်နေထားကိုပိုင်အိမ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပိုင်ဆိုင်မှုအားကောင်းမှုအတွက်ကိုအမြဲတမ်းသူတို့စိတ်ထဲမှာတောကနေများတယ်။ငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်အရန်ကရောစုတတ်တာဗုဒ္ဓတာသမီးတွေမတိအောင်ခိုးချောင်ခိုးပတ်လေးကြီးကြီးပအောင်စုတာစုတယ်။ဒါပေမဲ့မနှက်စုညနေကုန်တယ်။မနှက်လို့စုတာလည်းညနေကြမရှိတော့ဘူး။အဲဒါကြောင့်လို့ရှိရင်စုတော့စုတာလေသူတို့စိတ်မှာလိုချင်တာရှိပြီးဝယ်ချင်တာရှိပြီးရချင်တာရှိပြီးဆိုလို့ရှိရင်တော့ရှိတာအကုန်ဝယ်ပစ်တာ။ ဒါပေမဲ့အကုံဝယ်ဖြစ်တဲ့ဆိုရင်လည်း तू ကကုံပြီလို့တော့ပြောတာသို့တော်မဟုတ်ဘူးတချို့တော့အရာတွေမှာ तू ကစုတ်ရယ်စုတ်ပြီးသွားပြီဆိုလို့ရှိရင်ဖယ်တဲ့လောက်ဖယ်ထားတယ်ပို့ရင်တို့ကအဲ့ပို့တဲ့ဟာကိုဖယ်ထားတယ်ဝယ်တဲ့လောက်တို့ဝယ်လိုက်တယ်ပြီးသွားရင်ပြောလိုက်တယ်မရှိတော့ဘူးကုံပြီမရှိတော့ဘူးကုံပြီတို့မိလိုက်ကုံပြီပဲပြောတာဒါပေမဲ့အများတန်းလို့တို့မှာစုတ်ဆောင်ခြေတားထားတာအများတန်းရှိတယ်ဘုသူတာသမီးတိုင်းယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်အများတန်းစုတ်တယ် စုပြီးွားလို့ရှိရင်သူတို့လိုချင်တဲ့အရာရှိရင်ဘယ်သူမှမမျက်နှာအငယ်မခံမဲ့သူတို့ကိုယ်တိုင်ဝယ်တယ်။နောက်တစ်ခုလူတွေကိုနဲ့ပတ်သက်ပြီးတော့လူတွေကသူ့ကိုကူညီမှာအရန်ကြောက်တယ်။သူကလာရင်လူတွေကိုကူညီမှာတခြားလူကိုသူကလာရင်ကူညီမှာသူ့ကိုကူညီမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့လက်မခံချင်။ဘာကြောက်လဲဆိုလို့ရှိရင်အထင်ကြီးမှုလေးစားမှုအထင်ကြီးတာလေအဲ့အနေဒါလူတယောက်ကိုအရန်ကာရောအထင်ကြီးမှုမရှိတာ။အထင်ကြီးတာတို့လေးစားတာတို့အရန်ကာရောယုံကြည်တာတို့အရန်မရှိဘူး။ မရှိတာဘာကြောက်လဲဆိုတော့လူတိုင်းရဲ့စကားကိုမယုံလို့မရှိတာနော်လူတိုင်းရဲ့စကားကိုမယုံလို့မရှိတာမိတ်ဆွေဒီဗုဒ္ဓသာသမီတွေရောခိခဲ့မယ်ဆိုလို့ရှိရင်အိမ်တော်ရက်သားကြရတယ်ဆိုတာ ਨੇ ကိုယ်ပိုင်လုပ်ငန်းလုပ်ပါနံပါတ်1နံပါတ်2လက္ခဏာဝန်ထမ်းနဲ့ပတ်သက်တဲ့အလုပ်လုံးဝမလုပ်ပါနဲ့အောင်မြင်မှုနှိကွေးရယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ဗုဒ္ဓသာသမီတိုင်းအောင်မြင်မှုမြန်ဆန်တယ်နောက်တစ်ချက်အိမ်တော်ကြလာပြီဆိုတာ ਨੇ မိသားစုနဲ့အတူနေတာနဲ့သာလို့ရှိရင်ကိုကိုတိုင်းတအိုးတအိမ်အောင်ထူထောင်ပါအဲ့ဒီဘုရူတာသမီးများအဲ့ခဏလေးနဲ့အောင်မြင်တယ်အောင်မြင်တတ်တဲ့အနေထားမှာအဲ့ဒီဘုရူတာသမီးတွေအများဆုံးရှိတယ်နော်ဒါဆိုလို့ရှိရင်ဘုရူတာသမီးများအတွက်ကြံခဲ့တဲ့အပိုင်းလေးတွေအကျဉ်းယုံပြီးဆက်လက်ပြီးတော့ပေါ်ကြပေးတာဖြစ်တယ်နောက်များနောက်များမှာဒီထက်ဒီထက်ကောင်းတဲ့အရာလေးတွေထပ်မှတ်ပြီးပြန်ပြပေးပါမယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဆက်ရင်းကိုဖြစ်ပါတယ်